အယုမတက်မီမှာအစ္စရေးရဲ့စီးပွားရေးအချက်အချာချတဲ့မြို့နဲ့မြောက်ဘက်စိတ်ကမ်းမြို့ဟိုင်ဖာတို့ကိုအီရန်ကဒုံးကျည်တွေနဲ့ပစ်ခတ်မှုကြောင့်တဲအဗစ်မြို့ပေါ်မှာရှိတဲ့ညကောင်းကင်ရင်ကအနီရောင်ပြောင်းသွားပါတယ်တိုက်ခတ်မှုတွေကနေအိမ်တွေကိုဖျက်ဆီးခဲ့ပြီးအထူးသဖြင့် G7 ထိပ်တီးအစည်းအဝေးမှာတက်ရောက်နေတဲ့ကမ္ဘာခေါင်းဆောင်များအကြားထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ပြီးတော့ယခုအခါမှာဒေတာတွင်ပုံမှန်ကျပြတဲ့စစ်ပွဲကိုကြောင်းရုံချင်းမှာအဓိကကြောင်းရဖြစ်နေပါတယ် အီရန်ရဲ့အစ္စလာမစ်တော်လှန်ရေးအစောက်တပ် IRGC ကအဆိုပါဒုံးကျည်ကိုတိုက်ခိုက်တဲ့နီလန်သေးလို့ခေါ်ဆိုခဲ့ပါတယ်။ဆိုပါတိုက်ခတ်မှုက အစ္စရေးလေပိုင်နဲ့အတွင်းတို့ဝင်ရောက်ယူတာမကဘဲနဲ့အစ္စရေးရဲ့အလွာပေါင်းစုံကာကွယ်ရေးစနစ်များမှာပြင်းထန်တဲ့အာဏာချက်ကိုပြတ်တက်ခဲ့ပါတယ်။ IRGC ရဲ့အဆိုအရ၎င်းတို့ရဲ့နီးပြူဟာက Iron Dome ကဲ့သို့အစ္စရေးရဲ့ကာကွယ်စနစ်တွေကို၎င်းတို့ရဲ့ဒုံးများကိုမတော်တဆပြစ်မှတ်ဖြစ်စေခဲ့ပါတယ်။ထို့အတွက်ကြောင့်အချို့သော အီရန်ဒုံးကြီးတွေကအရေးကြီးတဲ့ဣဇရေပြမတ်တွေကိုထိမှန်နိုင်ခဲ့ပါတယ်။ယခုအချိန်ထိဣဇရေကကွေတပ်ဖွဲ့ကအဆိုသူအဆိုပြုချက်ကိုညံ့တွင်ချင်းပက်ထိန်ဒုံးကြီးတိုက်ခတ်မှုကိုအကြောင်းပြန်ချင်းချင်းမရှိသေးပါဘူး။နိုင်ရဲ့နိုင်ငံကြာပြီးတဲ့နောက်မှာဣဇရေဝန်ကြီးချုပ်ဘန်ဂျမင်နာတန်ယာဟုကနိုင်ငံကိုမိန့်ခွန်းပြောခဲ့ပါတယ်။ဣဇရေတိုက်လေရင်တွေကတီဟီရန်ကိုလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းကောင်ကပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံတော်ဝန် ठी ခိုက်ပြစီမှုကအလွန်ပြင်းထန်တော်လဲဣဇရေကအရသာများကို ပြင်မထားခြင်းမရှိကြောင်း၎င်းကပြောကြားခဲ့ပါတယ်။သူကဘလို့ပြောလဲဆိုတော့ကျွန်တော်တို့ရဲ့အန်အောဇီယာကောင်းတဲ့လေရင်မှုတွေကတီဟီရန်ရဲ့အထက်မှာရှိပါတယ်။တီဟီရန်မှာမိလောင်နေပါတယ်။ဒါပေမဲ့အရသာတွေကိုကယ်ထုတ်ဖို့ပြောထားပြီးမဲ့လဲကျွန်တော်တို့ကအရသာတွေကိုပြင်မထားပါဘူး။ပြီးတော့သူတို့ကိုကယ်ထုတ်နေပါတယ်။ကြီးမားတဲ့ဘေးလူရာကိုလွဲပြောင်းနေတာအခုဖြစ်နေပါတယ်။အီယွန်တွေကပုံကွက်ဝတ်ထားတဲ့အတွက်ကြောင့်မတိကြတာပါ။ဒါပေမဲ့ဒါကတကယ်ကိုဖြစ်နေတာပါ။ ဒါပေမဲ့လက်တွေ့မှာတော့အဲ့လိုမဖြစ်ပါဘူးတခြားခြားနာစွာဖြစ်ပက်နေပါတယ်အီရန်ကျမ်းမာရေးဝန်ကြီးဌာနကအ ਨੇ ဆုံးလူ224ဦးသေဆုံးပြီး90ရာခိုင်နှုန်းမှာအရသာတွေဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ယင်းကြောင့်နိုင်ငံတကာရဲ့ဆွေးနွေးပူပန်မှုနဲ့ကြီးထွားလာတဲ့ပြည်ပခန့်များရဲ့အရသာကုန်ကျစရိတ်ကိုလည်းပုံမအယုံဆိုင်လာစေပါတယ်တိကျမှုများနဲ့တံပြန်တိုက်ခတ်မှုတွေကတော့ဆယ်စုနှစ်များစွာကြာပိုင်ဆိုင်မှုများရဲ့စီးခဲတဲ့နိုင်ငံခြားမှာအကြမ်းဖက်မှုများကြီးမားလာမှုကိုပြသနေပါတယ် ယခုတော့ဒိုပြန်ဆန်မှုဟာမြို့လက်ကောင်ကိုရောက်ရှိနေပြီဖြစ်ပါတယ် IRGC နဲ့ Iran ရဲ့စစ်ဘက်ဆိုင်ရာနေရာတွေချိတ်ဆက်ထားတဲ့ကိုကိုကဲမှုစင်တာတွေကိုတက်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ကြောင်းအစ္စရေးစစ်တပ်ကတနင်္လာနေ့ကထုတ်ပြန်ခဲ့ပါတယ်အစ္စရေးထုတ်ပြန်မှုကြောင့်အီရန်ကမတုံ့လုပ်ပေမဲ့အီရန်စစ်တပ်ပြောရေးဆိုရင်စစ်တူဘိုမူဂျီယာဇာစီယာကကြောက်ကြက်ကောင်းတဲ့ဒီပေးချက်ကိုပေးခဲ့ပါတယ် တိတ်ပိုက်ထားတဲ့မြေမမှာအခြေချနေတဲ့သူတွေကိုစွန့်ခွာဖို့အတွက်ပြောကြားပြီးတော့အဆိုပါနေရာတွေကမချမီလူနေထိုင်ရတော့မှမဟုတ်ဘူးလို့လည်းပြောကြားခဲ့ပါတယ်။သူကဘယ်လိုပြောလဲဆိုတော့မင်းရဲ့နောင်လာမယ့်နေ့ရက်တွေအတွက်တတိတတိပေးချက်တွေပါတိတ်ပိုက်ထားတဲ့နေမြေတွေကို take care လိုက်ပါ။ဘာကြောင့်လဲဆိုတော့သူတို့ဟာ မင်းအတွက်တေချာပေါ့အနာဂတ်မှာနေကြမရှိနိုင်လို့ပါပဲတတိရှိတဲ့အီရန်တက္ကရေသမားတွေရဲ့အဖြတ်ဆွမ်းအားကိုတန်တရားကင်းကင်းနဲ့တိမ်ပိုက်ထားတဲ့နေမြအလုံးကိုပြန်လည်တင်းချုံမှဖြစ်ပါတယ်လိုဘစစ်စစ်ရင်နဲ့အရေးစစ်ပွဲဖြစ်စတင်ခဲ့တဲ့စစ်ပွဲကယခုခါမှလုံလုံလလလစစ်ပွဲဖြစ်လို့ရောက်ရှိသွားပါပြီယခုတက်ပွဲမှာအစမြင့်ဒုံကြီးလက်နေတွေစိတ်ပိုင်းဆရာစစ်ပွဲတွေနဲ့နှစ်ဖက်စလုံးမှာချင်းချောင်းမှုတွေလည်းပါဝင်ပါတယ် အီရီမာရှေ့အလယ်ဘက်မှာရှိတဲ့စစ်မြေပြင်ကိုပြောင်းလဲစေခဲ့ပြီဖြစ်တဲ့လာမယ့်ရက်များအတွင်းမှာအီရန်နဲ့အစ္စရေးနိုင်ငံစလုံးကတီဟီယန်နဲ့တယ်လီဗီတိုထက်ပြည်ပခါများပုံမပြတ်နှံ့လာနိုင်ကြောင်းတတိပေးထားပါတယ်